မောရဲဆိုတာဘာကြောင့်ဖြစ်တာလဲအားလုံးပဲမင်္ဂလာပါရှင်အဒီနေ့ reader choice ကဏ္ဍနေပြီးရောမျှဝေပေးခြင်းနဲ့အကြောင်းအရာတော့ဗောနော်အဒီမေးထားတဲ့မောရဲဆိုတာဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးရောမျှဝေသွားမှာဖြစ်ပါတယ်ရှင်အကျွန်မတော့ဒေါက်တာရင်ကိခိုင်ဖြစ်ပါတယ်ဟောမောရဲဆိုတဲ့အကြောင်းအရာတော့အကြောင်းအများကြီးရှိတာဗောနော်အသက်ရွယ်ပေါ့လေမူတီရဲ့အသက်ရွယ်ဘယ်လောက်မှမောတာလဲနောက်တော့ကိုကဒီယောဂဗောနော်ဘာယောဂအခန်းကြီးရှိလဲတချို့ကလည်းတွေးတိုးယောဂစီချိုယောဂအခန်းကြီးရှိရယ်ဗောနော်ဒီလိုမျိုးပြီးတော့မွေးရပါ ါ့နော်ကလေးတွေဆိုဗာယောဂအခန်းလေးရှိလဲအဲဒီလိုအချက်လက်တွေပေါ်ကြည့်တဲ့အပြင်ပေါ့နော်လိုအပ်တယ်ဆိုရင်ကျမတို့တွေးစစ်တာတွေအဲဓာတ်မှန်ရိုက်တာတွေအထရဆောင်းရိုက်တာတွေကြည့်ပြီးတော့မှာပေါ့နော်သိစိတ်တော့ပြပြလို့ရမှာပေါ့နော်ဒါပေမဲ့အကြံပြင်းလေးကိုမျှဝေရမယ်ဆိုရင်မောတယ်လို့ပြောရဲဆိုရင်တော့နှစ်မျိုးရှိရပေါ့နော်အန်ရမရှိတဲ့မောခြင်းနဲ့အန်ရရှိတဲ့မောခြင်းဆိုပြီးနှစ်မျိုးရှိပါတယ်အန်ရမရှိတဲ့မောခြင်းဆိုတော့ပုံမှန်သားမန်လူတွေပေါ့နော်အဲပြေးတဲ့ချိန်အဲဒါမှမဟုတ်လေကားတက်တဲ့ချိန်ဆိုရင်ဒါလူတိုင်းမောတက်တယ်ပေါ့နော်ဒါမျိုးတွေဆိုရင်တော့အန်ရမရှိတဲ့ ဲ့မော်ဂျင်မျိုးဖြစ်ပါတယ်။နောက်မို့အန်နင်ရှိတဲ့မော်ဂျင်ကတော့ဘာမျိုးတွေရှိလဲဆိုရင်ပြောရမယ်ဆိုရင်တော့နှလုံးကြောင်ပေါ့နော်။နှလုံးသွေးကြောပိတ်တာနှလုံးသွေးကြောကျင်းတာနှလုံးမှာပိုးဝင်တာပေါ့နော်။ဒီလိုအခြေအနေမျိုးတွေဆိုရင်လည်းမော်တက်ပါတယ်ရှင်။ဒုတိယတစ်ချက်အနေနဲ့အဆုတ်ကြောင်ပေါ့နော်။အဆုတ်မှာပိုးဝင်တာအဆုတ်ရောင်တာအဆုတ်မှာပန်းနာရည်ကျပုံစံမျိုးဖြစ်တာအဆုတ်မှာအချွဲရီများအဆုတ်မှာလေပြုံကျင်းတာပေါ့နော်။ဒါမျိုးတွေ ကြောင်းဆိုရင်လည်းကျမတို့ကမောပန်းနာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကျမတို့ကဒီတွေ့ရနေတာပေါ့နော်။ခန္ဓာကိုယ်ထဲမှာအောက်ဆီဂျင်ကိုတည်ပေးလိုက်တယ်ပေါ့နော်။အိုင်ယွန်းလို့ခေါ်တဲ့တန်တက်ဓာတ်တွေနေတဲ့အခါမှာဆိုလည်းမောပန်းနာမျိုးတွေဖြစ်တတ်ပါတယ်ရှင်။အဲနောက်ထပ်ကတော့ကျမတို့ဒီအယိုးတွေပေါ့နော်။နံယိုးတွေကျိုးတာအဲဒါဒီခန္ဓာကိုယ်ပေါ့နော်။ခန္ဓာကိုယ်မှာထိခိုက်မှုတွေဖြစ်တဲ့အခါမှာကြွက်သားတွေနာကျင်မှုကနေတဆင့်မောပန်းနာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့အဝါလွန်တာပေါ့နော်။အဝါလွန်နေဆိုရင်အသက်ရှူအခက်ခဲတယ်။ဒါကြောင့်မလို့ ို့လဲမောရာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါကတော့မောရာကိုဖြစ်စေတဲ့အကြောင်းရင်းနေဖြစ်ပါလေရှင်ကျမတို့ဒီမောရဲဆိုရင်ပေါ့နော်ဖြစ်နိုင်တယ်ဆိုရင်ပေါ့ပေါ့ဆဆမထားဘဲနဲ့လိုအပ်တယ်ဆိုရင်ဟိုအကြောင်းရင်းနေရှာရတာပေါ့နော်ပုံမှန်ထက်ပုံမှန်လူတွေပုံမှန်သူများဒီလေခါတက်လို့မောတာမဟုတ်ဘဲနဲ့ကိုကတစ်ထစ်နှစ်ထစ်လောက်တက်တာနဲ့ဒီမောနေရဆိုရင်လေလိုအပ်တယ်ဆိုရင် ECG လို့ခေါ်တဲ့နှလုံးကိုနှလုံးကိုကြည့်တာမျိုးတွေအဲလိုအပ်တဲ့စစ်ဆေးမှုတွေပေါ့နော်အဲလုတ်ဖို့လဲတိုက်တွန်းပေးခြင်းပါတယ်ရှင့် ဒါဆိုရင်တော့ကျမတို့ဒီဗီဒီယိုလေးမှာမေးထားရဲပေါ့နော်ဒီမောတဲ့အကြောင်းရင်းလေးတွေကို မျှဝေပေးသွားတာဖြစ်ပါတယ်အားလုံးကြားမှာကြပါစီရှင်